ဝါစုတ်သင်္ကန်းကတ်လှူတယ်ဆိုရက်အစင်လာတစ်ခုသစ္စာတရားသာသနာတော်တည်ထောင်ပြီးတော့သာသနာတော်ကိုထောက်ပံ့လှူဒန်းတဲ့သာသနာနှုတ်ကဟကုသကောင်းမှုတစ်ခုပဲသစ္စာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း2500ကသာသနာမှာ ဖွဲ့စည်းတည်ထောင်တဲ့အခါရှင်ကုန်တညာကစပြီးတော့တန်ခါအဖွဲ့စည်းပေါ်လာပြီးတဲ့နောက်ရသဗျာစာဝတ်နေရေးနဲ့ပတ်သက်ပြီးတော့အစည်းလေးပါလို့ခေါ်တဲ့စာဝတ်နေရေးနဲ့ပတ်သက်လာပြီးမြည်သူအပေါ်မှာတောင်းဝန်မတက်စေရန်ရှင်းတန်ကျက်ဖြင့်တန်ခါအဖွဲ့အစည်းဟာ n d e p e n d e n t သဘောမျိုးပေါ့လွတ်လွတ်လပ်လပ်ယက်တိနိုင်အောင်စီမံထားတဲ့သဘောရှိပါတယ်။ဒါပဲလို့တော့ဆိုတော့သာသနာပေါင်းဝင်လာတယ်ဆိုတဲ့အခါမှာအိမ်မုကိစ္စစီဝါရေးကိစ္စတွေအားလုံးကို renounce လုပ်ခဲ့ဆွန့်လိုက်ရတာလို့မိသားစုဘဝနဲ့ဆွန့်လိုက်တယ်ပိုင်ဆိုင်မှုတွေအားလုံးနဲ့ဆွန့်လိုက်တယ် အဲ့ဒီဆုံးလမှုတွေလုပ်ပြီးတော့မှဘာမှမရှိတော့တဲ့အနေအထားတစ်ခုပေါ်မှာမူတည်ပြီးတော့တရားဓမ္မကိုရှာကြံကြအကျင့်ကြံကြ အလုံးဆုံးလလိုက်တာကိုပဲသက္ကရသမအနာခာရိယပပ္ပစန္တိလို့စာပေကျမ်းကမှာဆိုအိမ်ကိုဆွတ်တယ်ဆိုတာအိမ်ရဲ့စီးပွားရေးကိုဆွတ်တယ် ။အင်းအဲကိစ္စတွေအားလုံးကိုမိသားစုတာဝန်ပါ냐အကုန်လုံးရှိသမျှတွေကို renounce လုပ်လိုက်တယ်ဆိုတော့ကိုယ့်အတွက်ဒီစားစရာနေစရာဝတ်စရာမကြမ်းမရင်ဆေးဝါးဆိုတဲ့ဘဝမှာအသက်ရှိမှုအတွက်ဒီချက်တွေကိုလည်းပဲဖြစ်တယ်လို့နေထိုင်မယ်ဆိုတဲ့စိတ်ဓာတ်တရားဓမ္မဥဒါကျင့်ကြံကြိုးကိုအားထုတ် mesure စိတ်ဓာတ်နဲ့ renounce လုပ်ပြီးတော့ထွက်ကြတာ အဲ့ဒါကို house holders light ကနေပြီးတော့ houseless light လို့ဒီလိုပြန်ညတာပေါ့နော်။ the homeless ဆိုတာကြတော့ဟိုအရင်နဲ့ရောမှာဆိုလို့အိမ်ကြီးမရှိအိမ်မရှိရာမရှိဟိုနေကြရနေတဲ့ပုံကမျိုးအဖြစ်မျိုးမဟုတ်စေပဲနဲ့ပေါ့လေ။အိမ်ရဲ့စီးပွားတွေလုပ်ငန်းတွေကိုအကုန်စွန့်ပယ်ပြီးတော့တရားဓမ္မချင့်ကြံတဲ့အလုပ်တစ်ခုတည်းဟောတာလဲ။ မြောက်နံပြီးတော့လှုပ်တယ်ဆိုရယ်သူတော်စင်ဘဝကူးပြောင်းတာအိန္ဒိယနိုင်ငံမှာထုံတန်းစင်လာကြီးတခုလို့ရှိပြီပေါ့ပြည့်လို့ရှိတဲ့အခါလူဆိုတာဘဝရတ္တိရဲ့အတွက်နံပါတ်1စားเสียရှိရမယ်နံပါတ်2ဝတ်เสียရှိရမယ်နံပါတ်3နေเสียရှိရနံပါတ်4ကမကြမ်းပါလို့ရှင်ဆေးဝါးဆိုတာရှိရအဲ့ဒီ၄ချက်ဟာလူတိုင်းအတွက်လိုအပ်ချက်ပဲ ဒါကိုပဲပစ္စည်း၄ပါးစတုပစ္စယလို့ခေါ်ကြတယ်ပစ္စည်းဆိုတာပစ္စယဆိုတာအထောက်အကူအသက်ရှင်ဖို့အတွက်အထောက်အကူတွေကိုပစ္စယလို့ပြောတာပါထောက်အကူဖြစ်တဲ့အကြောင်းတရားတွေကိုပစ္စည်း၄ပါးတကယ်တော့လူမှလည်းပစ္စည်း၄ပါးပဲဘုန်းကြီးတွေမှလည်းပစ္စည်း၄ပါးပဲသို့တော့ရှားကြံပုံရရှိပုံနေခြင်းမတူဘူးပေါ့စားကြရဆိုလူတွေကကိုယ့်အကူ ဝဲချမ်းချက်ပြုတ်ပြီးတော့စားတော့တယ်ဒါလူတွေရဲ့စားစားတဲ့ပုံစံတာပဲဉာဏ်တန်ခါတွေကြတော့ renounce လုပ်လိုက်ပြီဆိုတဲ့အခါမှာအဲ့ဒီလိုလုပ်လို့မရတော့လုပ်เสียရလဲမရှိเสียဒါကြောင့်မို့တိမ်တဆွန်ရတဲ့ဆွမ်းခံလို့ရတဲ့ဆွမ်းကိုပိဏိယလောဘဘောဇနာလို့ခေါ်ပိဏိယဆိုဟိုရင်ကလောင်းလိုက်တဆွန်ရလိုက်ဒီရင်ကလောင်းလိုက်တဆွန်ရလိုက်စုပေါင်းပြီးတော့ ရလာတဲ့စားလို့တဲ့အနေထားတစ်ခုရသည့်အထီအောင်ဆွမ်းကန်လှည့်လည်ပြီးရလာတဲ့ဆွမ်းပေါ်မှာအမိပြုပြီးတော့ရဟခံရမယ်လို့မြတ်စွာဘုရားဒီကနေ့တောင်ဒုံလဘရဟဝတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေသာသနာမှာရဟခံတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမြတ်စွာဘုရားကကတိပေးခိုင်းတယ်ပိဏိယလောဘဘောဇနံနေတ္တာယပပိစ္ဆာတထတိယဝဆင်ဩဥဒ္ဒဟောကရဏီယော စားစရာနဲ့ပတ်သက်လာလို့ရှိရင်တဲ့အိမ်တစွန်းရသမျှဆွမ်းနဲ့မိဝဲပြီးတော့ယဟန်ဆိုတာလောရတယ်။အဲ့ဒီပုံမှာ နေနိုင်ဖို့ကြိုးစားပါလို့သူလိုဟောတယ်။အဲ့တော့တဲ့အိမ်တစွန်းဆိုတဲ့ကိစ္စကဘယ်သူပုံမှာဝန်တုံးဝန်ပုံမဖြစ်ဘူး။ကိုလှူခြင်းလှူမလှူခြင်းနေရတဲ့ဟာမှာကိုစားတဲ့ထဲကတလုတ်ပေးလိုက်လို့လေကို့မှာဟိုဘဝမလင်မဖြစ်တော့ဘူးပေါ့။ အိမ်တိုင်းအိမ်တိုင်းမှာကလုတ်ဆိုတာအပူအများတန်းရှိတယ်ပေါ့နော်။ဒါကြောင့်မို့ယဟန်တန်ဃာတွေအတွက်မြတ်စွာဘုရားကအဲ့ဒါကိုညွှန်ကြားခဲ့တယ်သာသနာ။ဒါဝတ်ဆရာနဲ့ပတ်သက်လာတဲ့အခါကျတော့ပန္တုကူလစီဝရံလိတ်တာယပပိစ္ဆာတတ္ထတေရာဝဆိုဥဒ္ဒဟောကရံ။ပန္တုကူလစီဝရဆိုတာပန္တုဆိုတာမြေမုတ်ပြောတာ။ကူလဆိုတာအလိမ့်လိမ့်ကတ်နေတယ်တို့မို့ အိန္ဒိယထုံးစံအရတက်ဘောဒီကိုသူကပိတ်တဲ့အုပ်လုံးကောင်ပတ်ပြီးတော့မှစွန့်ပစ်လေးရှိကြတယ်။အဲ့ဒီလူတွေကောင်ပတ်ပြီးတော့ပစ်ထားတဲ့အဝတ်တွေကိုဒါပန်သူကူလာစီဝရနောက်တနည်းအားဖြင့်ကိုမလိုချင်တော့လို့မိုးမိုးတော်လို့ပစ်ထားတဲ့အဝတ်တွေအမိုက်ပုံတို့ဘာတို့ကနေပြီးတော့ကောက်ယူပြီးတော့ချုပ်တဲ့အဝတ် ထိုခေတ်မှာအလွယ်တကူရှာရနိုင်တယ်ပေါ့အဲ့ဒီအဝတ်ဟာရဟန်းတန်ဃာတွေအတွက်ဝတ်ဆရာပဲလို့ဆိုပြီးတော့မြတ်စွာဘုရားကပန္တုကူလစီဝရပဲခွင့်ပြုခဲ့တယ်။နောက်နေစရာနဲ့ပတ်သက်လာတဲ့အခါကျတော့အဲ့ဒီခေတ်ကတစ်တော်တွေကမပြုံးသေးတော့ရုခမူလတေနာတနာနိဗ္ဗာယပပိစာချုပ်ဆင်းရတဲ့အိမ်မဆောင်နိုင်တဲ့ပုံကိုယ်တွေကတစ်ပင်အောက်မှာနေကြတဲ့အစဉ်လာရှိပါတယ် အဲ့တော့တိပ္ပိဟောဆိုတာအတော်ရတိပ္ပိကြီးတွေအမိုးလေးလုံနေပေါ့လေအဲ့ဒီမှာအမိုးကလေးနည်းနည်းလောက်လုံလိုက်ထားနဲ့လုံလုံချုံချုံဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့တိပ္ပိဆိုတဲ့နေရာဌာနဟာကိုယ့်အတွက်နေစရာခိုးလုံစရာရှယ်တာပဲလို့အဲ့ဒါကိုမိပြုပြီးတော့ယဟန်ဆိုတာနေရမယ်လို့ဆိုပြီးတော့သာသနာစတဲ့အခြေအနေတုန်းကဒီတိုင်းထားတာပေါ့နော်ဆေးနဲ့ပတ်သက်လာတဲ့အခါကျတော့ပုတိမုဒ္ဒဗေတ္တစာ ဥတိမုတ်တာဆိုတာနွားကျင်ငယ်ကိုပြောတာနွားကျင်ငယ်ဆိုတဲ့ဆေးအဲ့ဒီအာယုဗေဒဆေးချမ်းအရာဆိုရင်နွားကျင်ငယ်ကပြီးကြီးကြောင်းဖြစ်တဲ့ယောဂ32မျိုးကလွဲရင်လေကြောင်းဖြစ်တဲ့ယောဂ32မျိုးတလိကြောင်းဖြစ်တဲ့ယောဂ32မျိုးအားလုံး64မျိုးသောယောဂါတွေ96ပါးတည်းကအဲ့ဒါဟုတ်ပျောက်စီတယ်လို့ဒီလိုဆိုတယ် ။ဒါပေမဲ့အိန္ဒိယနိုင်ငံတောင်မှအခုနွားကျင်ငယ်ကို export လုပ်ဖို့စိတ်ကူးနေတယ်လို့ကြားတယ်။သူကနွားကျင်ငယ်ကို export လုပ်မယ်ဆိုလို့ရှိရင်တော့အနန္တတ္တိပြောက်အောင်လုပ်ပြီးတော့အာယုဘေဒနီးအရာတန့်စင်ပြီးတဲ့အခါခင်မီနီးစနစ်နဲ့တန့်စင်ပြီးတော့နွားကျင်ငယ်ပုတိမုဒ္ဒဗေဒစ္စဆိုတာကိုရောင်းချမယ်လို့တရင်တစ်ခုမှဆိုထားတာရှိတယ်ပေါ့။ အဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကဒီဆေးကိုဘာဖြစ်လို့ရွေးတာတုန်းဆိုတော့ယောဂအလုံးကြောက်တယ်ဆရာဝန်ဆေးသမားစီသွားเสียမလို့သွားသွားเสียမလို့ပဲနဲ့ခေယောဂနဲ့ပဲဖြစ်ဖြစ်အဆင်ပြေတယ်ဆိုပြီးတော့ထားအောင်ညောင်းအဲ့တော့တီးကြည့်ကြောင်ဖြစ်တဲ့ယောဂအဲ့တော့ဘာထပ်ဖြစ်ရတုန်းဆိုစီးပြူသည်တို့ဖန်ကားသည်တို့ရှစ်ရှားသည်တို့ဒါတွေနဲ့ပေါင်းစားလိုက်တဲ့အခါကျတော့ 96ပါးယောဂဝေဒနာဆိုတာအားလုံးကိုပြောင်းကင်းစေနိုင်တယ်လို့ဒီလိုဆိုတာအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကရလဲရလွယ်တယ်ယဟန်တော်တွေဘုသူစီမှာအပူကတ်เสียရမလို့ဘူးဆေးဆရာတွေစီလည်းသွားเสียရမလို့ဘူးဆေးအတွက်လည်းပဲပင်ပန်းတကြီးရှာเสียရမလို့ဘူးဒါကယောဂမှန်သမျှလည်းပဲတက်တာပြောင်းကင်းနိုင်တယ်ဆိုပြီးတော့ဒီဆေးကိုညွှန်တာနော်အဲ့ဒါယဟန်တော်ငါတွေအတွက် ရသဗျာညွှန်ပြတဲ့စာဝတ်နေရေးစားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမာရင်ဆေးဝါးဆိုတာသာသနာတော်တည်ထောင်ကစားကအဲ့ဒါနဲ့အသက်ရှင်တန်းလာခဲ့ကြတယ်ပေါ့နောက်ပိုင်းရောက်တဲ့အခါကျတော့ရသဗျာကိုယ်တိုင်လည်းပဲပန္တုကူလာစေဝရကိုပဲဝတ်ဆင်လာခဲ့တယ်နောက်ပိုင်းရောက်တော့အဲ့ဒီမှာရှိပညာမှာထိတ်တန်းဖြစ်သွားတဲ့ဆရာဇီဝကဆိုတဲ့ ဆရာကြီးကဟိုအဝန္တိတိုင်းအုတ်စေနီပြည်အဲ့ဒီနိုင်ငံဒီကနေ့ခေတ်တော့အုတ်စေနီကိုအိန္ဒိယနိုင်ငံသားတွေကအုတ်ချေးလို့ခေါ်တယ်အဲ့ဒီမျိုးလေးလည်းရှိသေးတယ်ခနေ့ထိဘုံဘေဘက်မှာအဲ့မျိုးကလေးရှိတယ်အဲ့ဒီအုတ်စေနီပြည်ကိုအုပ်စိုးတဲ့စန္ဒပိသောဒမင်းဆိုတာရှိတယ်အဲ့စန္ဒပိသောဒမင်းကပန္ဓုရောဂါလို့ခေါ်တဲ့ယောဂမျိုးတစ်မျိုးပေါ့လေ ဟိုအသားရောင်တဝါယောဂမျိုးလည်းဖြစ်ခြင်းဖြစ်မှာပေါ့ပန္တုရောဂလို့ခေါ်တဲ့ယောဂမျိုးဖြစ်တဲ့အခါမှာဘယ်ဆင်းနဲ့မှ မပြောင်းနိုင်ဘူးမပြောင်းနိုင်တော့ဗေမိတာရမင်းကြီးရဲ့တမားတော်ဇေယကကြီးစီကိုလှမ်းပြီးတော့မှားတာဗေမိတာရမင်းကြီးကိုသူ့ဆေးကုပေးဖို့ဇေယကလှုပ်ပေးဖို့လှမ်းပြီးတော့ဟိုတောင်းဆိုတာအဲ့ဒီမှာဗေမိတာရမင်းကလှုပ်လိုက်တော့ဇေယကကသွားဆေးကုတယ်ဆေးကုတဲ့အခါမှာ ထူးဆန်းတာကအဲ့ဒီဘုရင်ကြီးကသူကထောပတ်အနံ့ကိုလုံးဝမခံနိုင်ထောပတ်အနံ့မခံနိုင်တဲ့ဘုရင်ကြီးဖြစ်တော့ဆေးဖို့ဆက်တဲ့အခါမှာဇီဝကလည်းသူယောဂကိုစမ်းသပ်ပြီးတဲ့အခါမှာထောပတ်နဲ့ချက်တဲ့ဆေးနဲ့မှပြောင်းအဲ့တော့ထောပတ်နံ့ကိုဘုရင်ကြီးကလည်းမခံနိုင်ဘူးထောပတ်နဲ့ဆိုရင်သူမတော့ဘူးလို့ငြင်းနေတယ် အဲ့ဒါနဲ့ထောပတ်မပါဘဲနဲ့လေသူယောဂမပြောင်းနိုင်တဲ့အတွက်ကြောင့်ဆရာဇီဝကထောပတ်ကိုအနံ့ပြောက်သွားအောင်ဆိုပြီးတခြားအနံ့နေနဲ့ယောဂီဆေးကိုချက်နောက်ဆုံးမှာယာယီထောပတ်နဲ့ဆိုတာလည်းအလွန်ပြင်းတာကိုမပြောင်းနိုင်ဘူးတော့အဲ့တော့ဆေးရည်နဲ့ရောစားပြီးချက်လိုက်တဲ့အခါထောပတ်နံပြောက်သွားတယ်ပြောက်သွားတဲ့အခါမှာတခြားအနံ့အသက်လေးတွေနဲ့ဒီသူပြောက်စေးနိုင်တဲ့ဆေးကိုတိုက်ပြီးတော့ ဆရာသူကရေးအကျူတင်ပြင်ထားတာဘယင်းဆိုတာမင်းတို့မျက်စောင်းအကြောင်းမရွေးဆိုတော့သူစိတ်ဆိုးရင်သူကအမိတ်ထချတတ်တယ်အဲထောပတ်မတည့်ပါဘူးထောပတ်မကြိုက်ပါဘူးလို့ပြောထားတဲ့အတိုင်းထောပတ်ပါရစေတိုက်ရမလားလို့ဆိုပြီးတတ်ချင်တတ်ပါဘူးအဲ့တော့ဆရာသူကရေးအကျူတင်ပြင်ဆင်ထားရတယ်အလုံးလျင်ရစွာသွားနိုင်တဲ့ဆင်မကြီးတကောင် တကားတပေါက်အဲ့ဒါကိုတောင်းထားတယ်သူအချိန်ကြီးသွားရင်သွားလို့ရအောင်အမိန့်ခံစရာမလိုပဲနဲ့ဘင်းစီကခွင့်ပြုမိန့်နေတောင်းထားတာဆေးလဲတိုက်ပြီးတော့တခြားဆင်စည်းပြီးလစ်တာပေါ့အဲ့တော့မလိုက်နိုင်တဲ့အလန့်ထီအောင်ရောက်တဲ့အချိန်မှာ तू ကသိတယ်ဒီဆေးတောက်ပြီးလို့ရှိရင်နိုင်ဝဲလောက်တနင်္လာလောက်နေလို့ရှိရင်အနှံ့နေထွက်လာတော့မှာထွက်လာရင်တော့ထောပနံသိချာရတော့မှာရရင်စိတ်ဆိုးတော့မှာပဲဟုတ် အဲ့ဒါကိုရှောင်ပြီးတော့ပြေးတာပြေးတော့တကယ်လည်းပဲသူထင်တဲ့အတိုင်းပဲလေတက်တဲ့အခါမှာထောပဏံလည်းရလာရောဘီရင်ကြီးကတအဆိတ်ဆိုးသွားတယ်ဆိတ်ဆိုးသွားတယ်ဘယ်မလဲဒီစေတမလိုက်ဖမ်းဆိုတော့ဟောထွက်ပြေးသွားပြီအဲ့ဒီမှာအပြေးမြန်လမ်းလျှောက်မြန်တဲ့ကာကဆိုတဲ့ကျွန်ကြီးကိုလွှတ်လိုက်တာတယ်အဲ့ဒီလူကဓမ္မတမ္မာထွားကြိုင်းရှင်ကိုအမိလိုက်နိုင်တာသူတယောက်ပါရှင်ဒါလိုက် လမ်းမှာတော့မှီတယ်ဆရာဒီကနေဘုရင်ကြီးကမှားလိုက်တယ်စေသမားဆိုတာတဲ့မင်းမာယာများတယ်နော်တဲ့တတိထားတယ်မင်းလှည့်စားတတ်တယ်သူကြွေးတာဘာမစားနဲ့နော်တဲ့မှားလိုက်သေးတယ်ငါတောင်မှလိန်ပြီးတော့ထောဘတ်မပါဘူးဆိုတိုက်သွားတာအခုထောဘတ်နဲ့ရတယ်ပေါ့အဲ့ဒါမင်းတတိထားလို့ပြောလိုက်တာကိုရောက်တဲ့အခါကျတော့ဆရာဇေကကြီးကခိတ္တခဏပန်းဖြေနေတဲ့အချိန်မှာတွေ့တယ်ဆရာဘယင်ကပြန်လိုက်ခဲ့ဖို့ခေါ်တယ်ပေါ့ အဲ့တော့ဘုရင်ကဆရာကြီးကပါလုပ်နေတုံးဆိုစီပုတိလေးကိုစားပြီးတော့ရေလေးတောင်းတယ်တချမ်းစားပြီးပြီးဂျန်နဲ့တချမ်းနဲ့ရေကိုကဲအမင်း အမောပြေဒါလေးစားပါလားလို့ပြောစီပုတိလေးစားပြီးရေလေးတောင်းဟိုကလည်းမောမောပန်းပန်းလိုက်လာတော့သူလည်းစားတာပဲလေဘာမှမဖြစ်တော့ပါဘူးဆိုပြီးတော့အဲ့ဂျန်နဲ့စီပုတိချမ်းလေးစားပြီးရေတောင်းတာဝန်းနဲ့လည်းရောက်ရချက်ချင်းဝန်းလျှောက်တော့တာပါ သူကဝမ်းလျှော့စေတတ်တဲ့ဆေးကိုလက်သေးထဲညှက်ထားပြီးတော့အဲဇူးသီးတဲကိုမသိအောင်ထည့်လိုက်တာအဲ့ဒါကိုဟိုလူကမမြင်လိုက်ဘူးပေါ့အဲ့ဒီဇူးသီးလည်းစားရော်ဒီအပြေးမြန်တဲ့လူကြီးဟာမထနိုင်တော့ဝမ်းလျှော့တယ်အဲ့မှာဆရာကျွန်တော်ကဲပါအောင်ကျွန်တော်ဘယ်လိုလုပ်မလဲဝန်ဒီတားသွားနေမင်းဘာမှမပူနဲ့ဟဲ့စင်စီးပြီးပြန်ကောင်းသွားမှာငါလည်းသွားတော့မယ်မင်းဘာမင်းပြန်တော့ဆိုဆရာကြီးကကြီးကအဲ့ဒါလို့ ဒါကိုယ့်အသက်ကိုစောင့်ရှောက်စွာပေါ့လိမ္မာပန်းနဲ့စွာအဲ့ဒါလို့ပြန်သွားတာတဲ့ပြန်သွားပြီးတော့သာသရုပ်ကြီးရောက်တဲ့အခါကျတော့အမြင်ကြီးကိုရှောက်တယ်ခုသူဒီလိုဒီလိုလောက်ခဲ့ရတဲ့အကြောင်းပေါ့ပပုတ်လောက်တာပေါ့ဆိုတော့ဘုရင်ကြီးကအင်းမင်းတော်တယ်ပြန်လာတာသန္တပိသောဒမင်းကအလွန်စိတ်ကြီးတယ်မင်းတတ်ချင်တတ်နေမှာတော့ကြာပြန်လာတာမင်းကံကောင်းတယ်ပေါ့နောက်ကြတော့ သာနာပိသောတမင်းရဲ့ယောဂဟာတဖြည်းဖြည်းနဲ့တက်တာပျောက်ခင်းသွားတော့သူအဲ့ကြတော့မှယေရှုတင်လာယေရှုတင်တဲ့အခါမှာသူသူ့စီမှာရှိတဲ့အဝတ်စုံတွေထဲမှာ အကောင်းဆုံးဆိုတဲ့ဝတ်စုံတစ်ခုဒီရှင်းပညာပညာကိုပူဇော်တဲ့အနေနဲ့ဇီဝကြီးစီကိုလှမ်းပြီးတော့လက်ဆောင်ပို့ခိုင်းလိုက်အဲလက်ဆောင်ဝတ်စုံကြီးဟာတိဝိယကထုတ်တော့ယူခါလို့ခေါ်တယ်တိဝိတိုင်းမှာရက်လုတ်တဲ့ ဝတ်စုံထိုခေတ်ကတော့ဝတ်စုံဆိုတော့ဘုန်းကြီးတို့ထင်တာတော့အခုအိန္ဒိယလူမျိုးတွေဝတ်ဆင်တဲ့အတွင်းကအဝတ်နဲ့ပြင်ဘက်ကပတ်တဲ့အဝတ်မျိုးပဲဖြစ်မှာဘုန်းကြီးတွေဝတ်တဲ့တင်းမိုင်တဲ့ဧကတိလိုဟာမျိုးပေါ့ပိတ်နဲ့ဝတ်တဲ့ဟာမျိုးပဲဖြစ်အဲ့ဒီဝတ်စုံကြီးတစ်စုံဟာတိတ်တန်မိုးရှိတာတဲ့အလွန်တန်မိုးကြီးတယ်အဲ့ဒါကိုပဲလက်ဆောင်ပေးလိုက်တော့ဇီဝကကြီးကဒီဝတ်စုံလေးရရောသူစဉ်းစားတာဒီဝတ်က မြတ်စွာဘုရားနဲ့သူ့ကျေးဇူးပြုခဲ့တဲ့ဗေမိတာရာမင်းကြီးဒီနှစ်ဦးပဲထိုက်တန်တယ်အမတန်မတန်မိုးရှိတဲ့ဒီဟိုကြီးငါတော့မဟုတ်ထိုက်ဘူးဆိုပြီးစဉ်းစားနောက်ဆုံးမှဆုံးဖြတ်ချက်ကမြတ်စွာဘုရားဘက်ကိုပို့ရောက်သွားပြီးတော့ဘုရားပဲလှူမယ်သို့တော့အဲ့ဒီအချိန်မှာဘုရားရောဘုရားတပည့်သားတန်ဃာတွေရောတရားဓမ္မလှူတဲ့အဝတ်ဆံမိုးအဖူဘယ်သူမှ ဝတ်လိမရှိဘူးအဲ့တော့လှူတဲ့လူလည်းမရှိဘူးဝတ်လည်းမဟုတ်ဘူးလှူရင်လည်းအလှမခံသေးတဲ့အချိန်ဖြစ်နေအဲ့ဒီမှာဇီဝကကြီးကဒီဝတ်စုံကြီးကိုယူပြီးတော့ဖះဆီသားသွားပြီးတော့ရှင်ပြရတဲ့ဒီဝတ်စုံဟာသန္ဓပိသောဒမင်းကလက်ဆောင်အနေနဲ့ပေးလိုက်တယ်သိတ်တန်မိုးကြီးတဲ့ဝတ်စုံကြီးပါတဲ့သူစိတ်ကူးတွေရှောက်ပြီးတော့တပည့်တော်အားတဲ့အရှင်ပြားကို ဒီဝိဆုံကိုလှူခြင်းပါတယ်တဲ့ရှင်ဘုရားလက်ခံပါတဲ့လက်ခံရနေမကဘူးရှင်ဘုရားလက်ခံပြီးတဲ့အခါမှာတရားရယဟန်တန်ဃာတွေကိုလည်းတရားရကမတွေလှူတဲ့သင်္ကန်းကိုခွင့်ပြုလိုက်ပါဗျာဒီတောင်းဆိုချက်နှစ်ခုသူစတောင်းဆိုအဲ့မှာသူပြောတဲ့စကားလေးကအခုချိန်အထိမြတ်စွာဘုရားဟာလည်းပန္နကုသင်္ကန်းပဲဝတ်တယ်တဲ့ယဟန်တန်ဃာတွေလည်းပန္နကုသင်္ကန်းပဲဝတ်နေတုံးပဲတဲ့အဲ့ဒါကြောင့်မို့လို့ ဒီဥဆုံးကြီးကိုရှင်ပြားလှူခံပြီးတော့ယဟန်တန်ဃာတွေကိုတရားရကမတွေလှူတဲ့အဝတ်ကိုလှူခွင့်ရပြီးတရားရကမတွေလှူတဲ့အဝတ်ကိုလည်းပဲဝတ်ခွင့်ပြုတော်မူပါလို့လျှောက်တယ်အဲသူလျှောက်လိုက်တာနဲ့ပဲမြတ်စွာဘုရားကသူလှူတဲ့ဝတ်လည်းလက်ခံတယ်တန်ဃာတွေကိုလည်းပဲဒီကနေ့ကနေစပြီးတော့တန်တကူတင်ကန်းကိုပဲဝတ်ချင်တယ်ဆိုရင်ဝတ်ပါတရားရကမတွေလှူတဲ့ဂါပတိစီဝရလို့ခေါ်တဲ့ သင်္ကန်းကိုဝိယုံကျင်နေဆိုရင်လည်းဝိယုံပါတဲ့သို့သောမြတ်စွာဘုရားကတတိပေးတဲ့စကားလေးတစ်ခုကတော့ဘန္တကုသင်္ကန်းပဲဝိုးဝိုးတရားရကမလှူတဲ့သင်္ကန်းကိုပဲဝိုးဝိုးရောင်ရဲတင့်တိတ်မှုကိုတော့တတိထားကြရမယ်လို့ထလို့ဆိုတော့နော်ဘယ်ဟာပဲဖြစ်ဖြစ်အဝတ်နဲ့ပတ်သက်ပြီးတော့မလော်လီနဲ့လောဘမချိနဲ့လို့ပြောတာပေါ့နော်တန်တုဋ္ဌိလို့ခေါ်တယ်ကိုရှိကနဲ့ကျင့်တတ်နိုင်ရမယ် မတင်တတ်နိုင်တာဖြစ်စေနဲ့လို့တတိပေးဆုံးအဲ့ဒီအချိန်ကစပြီးတော့ပန်းတကူသင်္ကန်းအပြင်မှာဂါမတိစီဝရဆိုပေါ်လာအဲ့ဒါမြတ်စွာဘုရားကခွင့်ပြုလိုက်ပြီလို့ကြားတော့လူကျင်လို့စောင့်နေတဲ့ဒကာဒကမတွေဒါစကြုံမျိုးကလူတွေတဏိတည်းမဲ့သင်္ကန်းအစုံတစ်ထောင်လောက်အဝတ်စုံတွေလှူကြတယ်လို့ပြောတယ်ဒီကနေ့ခေတ်လူ ready made ချုပ်ပြီးသားတွေတော့မဟုတ်ဘူးပေါ့ပိတ်အုပ်အနေနဲ့လှူကြတာစုံစားဖြတ်ပြီးတော့ အလိုသာသနာသမိုင်းမှာမှတ်သားကြရပါတယ်အဲ့လိုကနေပြီးတော့ဒီဝိစရာဆိုတဲ့သင်္ကန်းများကိုလှူဒန်းလာတဲ့အလေထားဗုဒ္ဓဘာသာတွေဆင်ဆဲမပြတ်နှစ်ပေါင်း2500တိုင်ပြီးထီအောင်ခနေခစ်ထီအောင်ဒီကုသိုလ်ကိုရရှိပြီးတော့နေကြတော့တနည်းအားဖြင့်ကြည့်ပဲဆိုလို့ရှိရင်ယဟန်တန်ဃာတွေလည်းပတ်နှစ်ခုသင်္ကန်းလိုက်ရှာစရာမလိုဘူးဒါကအကျိုးတစ်ခု ဒကာဒကမတွေလည်းအဝတ်လူရသည့်အတွက်ကြောင့်ဝဋ္ထတော်ဟောတိဝန္နာတော်အဝတ်လူတဲ့ပုဂ္ဂိုလ်ဟာ ရုပ်ဆင်းလှပတယ်ဆိုတဲ့အကျိုးကျေးဇူးကိုလည်းရကုသိုလ်လည်းရတယ်အကျိုးကျေးဇူးတွေကိုလည်းခံစားရနှုတ်ဦးနှဝအကောင်းကျိုးချမ်းသာတွေရနိုင်တဲ့အလုပ်ဖြစ်တယ်လို့ဒီဘက်ကချိမယ်ဆိုရင်တော့အလွန်ဝမ်းသာစရာကောင်းတယ်ပေါ့ကိုလှုပ်တဲ့လှုပ်တဲ့ဟာမထင်မှတ်ပဲလှုပ်လိုက်တဲ့ဟာလေးကလည်းအကျိုးကျေးဇူးဆိုတာဖြစ်ပေါ်လာတတ်တယ်ပေါ့ အဲ့တော့ဒါကဘွားစုသင်္ကန်းကတ်လှူတာနဲ့ပတ်သက်တဲ့သင်္ကန်းဖြစ်ပေါ်လာပုံတမိုင်းကြောင်းလေးကိုရှင်းဥစွာပြောတာပါ